ဘယ်နှုန်းနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကိုမစရာအောင်ပြည်တွင်ဟော့စတန်ကနကရံပြီးတော့28ရက်စက်တလ2025မှာ3ရက်12လ2025တပတ်တွင်ဟောပြောပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နေသားသမီးတွေဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအတိတ်ကအဟောင်းအလုပ်ကိန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုရှိပါတယ်လုပ်ငန်းတွေဆက်လက်ပြီးတော့စားနေပါတယ်ထင်းကောက်လေးအနှဲငယ်ဖြစ်ပေါ်ရတော့ရှိပါတယ်ဒါပေမဲ့တော့အလုပ်ကိန်းကြီးကောင်းတော့မှာဖြစ်ပါတယ် အေဂျင့်လုံကအွန်လိုင်းလုံကအောက်လုံကနေလည်းပတ်သက်ပြီးတော့လည်းကောင်းပါလေကြီးခဲ့သူကိုကြီးမဆမှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်းကျင်းဝနိုင်ပါလေနိုင်ငံခြားဇမုခြားနဲ့ပတ်သက်ပြီးတော့ထင်ကုန်တည်ဖြစ်ပေါ်ရရှိတယ်နောက်ရဝေးခီးနဲ့ပတ်သက်ပြီးတော့လည်းပေါ်ပေါက်လာမှာဖြစ်ပါလေအထယ်ထယ်လေးလုံကနေကောင်းပါလေအကြောင်းဝင်နဲ့ပတ်သက်ပြီးတော့ကိစ္စရပ်တွေလည်းကောင်းမှာဖြစ်ပါလေ ခရီးအတစ်ကောဟောင်းဟောပေါ့နော်ရောက်ဖူးရခီးလဲသွားနိုင်ပါတယ်ခရီးနဲ့ပတ်သက်ပြီးတော့ခေးကောင်းနေပါတယ်တွားရဖွယ်ရာရှိတယ်နောက်အင်းမြင်အင်းဆောက်ကင်းတွေလည်းပေါပေါလာမှာဖြစ်တယ်မိစေအပေါင်းနဲ့ကိုညီမဲ့လူရောနောက်ရှမဲ့လူရော ပေါပေါတတ်ပါတယ်သူတုံးခဲပူးတွဲပေါပေါတတ်တယ်ပေါ့နော်ကိုညီမဲ့သူတို့ရှိတယ်နောက်ရှမဲ့သူတွေရှိတတ်တယ်ပွဲစားလုပ်ငန်းတွေမြေနဲ့ပတ်သက်တဲ့ကိစ္စတွေမတိမကြမရေမရပုံစံမျိုးဖြစ်တတ်ပါတယ် လူမျိုးရေးကိစ္စကြတွေကောင်းတယ်သာသမီကြိုးပြုမယ်အောက်လင်ကေတာသာသမီတွေနဲ့ပတ်သက်ပြီးတော့လည်းဝမ်းသာစရာသတင်းစကားတွေကြားနိုင်ပါတယ်ကြားတတ်ပါတယ်ရွှေရီပါကြီးလည်းဝင်ငင်းရှိပါတယ်သာသုစာရနဲ့ပတ်သက်ပြီးတော့အနှဲငယ်ပြောရေးဆိုရေးလေးဆောင်ရပြီးမှနော်ပေါ်ပေါက်မှဖြစ်တယ်စံစီစေးစားအင်္ဂါနာနေဖြစ်တဲ့ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စကြတွေကတော့အချို့ပြီးအောင်မြင်မှာဖြစ်ပါတယ်ငွေကန်တွေက၃လဝင်လေဆိုတဲ့ဂိမ်း ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဝေကြီးနဲ့ပတ်သက်ပြီးတော့ကိန်းတွေလည်းကောင်းနေပါတယ်။ကားလုပ်ငန်း၊ကျောက်လုပ်ငန်း၊ကွန်ပျူတာလုပ်ငန်း၊ဒီလုပ်ငန်းတွေလည်းကောင်းမှာဖြစ်ပါတယ်။လူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့အကာတရေမှာသဘောထားကိုလဲမှုတွေနဲ့ငယ်ဖြစ်ရတတ်တယ်။အိမ်အောင်ရှင်တွေအတွက်ကတော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကောင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးနဲ့ပတ်သက်ပြီးတော့ကျမိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဟိုဘိုက်အောင်တာလေးတွေနဲ့အနေငယ်ကြုံမယ်။ မိခင်ကျမ်းမာရေးအနှင်းငယ်တွေညံ့မြောက်ဖခင်လည်းကျမ်းမာရေးကောင်းပါတယ်ယရေယာအနေနဲ့ဘာကြီးဆောင်းထားမယ်ဆိုလို့ရှင်ရွက်လလေးညွန့်ဖျောက်သူဟာယူသုံးမျိုးဖျောက်သူဟာရွက်လလေးညွန့်ပေါ့နော်ယူသုံးမျိုးဖျောက်သူဟာလူဟာဆူတောင်းမှာအကြောင်းအားဖြင့်အသိဉာဏ်ရဲ့အပြာရောင်ရဲ့အဝါရောင်ရဲ့ကျိုးပြီးပါတယ်ကနအားဖြင့်၄၆ကျိုးပြီးပါတယ် ဗုဒ္ဓဦးနေတို့တောက်ကြနေတို့ဟာတနင်္ဂနွေသားသမီးများအတွက်နေတူးနေမြတ်ဖြစ်ကြပါတယ်နေကောင်းနေမြတ်ဖြစ်ကြပါတယ်တနင်္ဂနွေသားသမီးအားလုံးစိတ်ချနာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာတနင်္ဂနွေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကုမုဒ္ဒရာဘီရဟောစရကဏ္ဍကရပြော29ရက်17လ2025မှာ3ရက်17လ2025တပတ်တွင်ဟောပြောပေးတတ်မှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေဟာအလုတ်ကံနဲ့ပတ်သက်ပြီးတော့အလုတ်တွေကံတွေလည်းရရှိနိုင်ရရှိရရှိမဲ့ကိစ္စရှိရယ်လုပ်ငန်းတူချဲ့တဲ့ကိစ္စတွေမှာလည်းအောင်မြင်မယ် ။နောက်အလုတ်ကိုင်နဲ့ပတ်သက်ပြီးတော့တိုးတက်မယ်။ဆင်ပြေမှုတွေကြုံတွေ့ရဖြစ်တယ်။ကြီးခဲ့တဲ့ကုညီမဆမ်းမှုပေါ်ပေါက်မှာဖြစ်ပါတယ်။လုံငန်းရှာဖို့ပဲလုံငန်းရှာမှဆိုရင်အလုတ်ကိုင်တွေရမှဖြစ်ပါတယ်။စက်ပစင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအကျိုးပေးမှဖြစ်ပါတယ်။အေဂျင့်လုံငန်း၊အွန်လိုင်းလုံငန်း၊အိုးလုံငန်း၊အုပ်လုံငန်းနဲ့ပတ်သက်ပြီးတော့လည်းအကျိုးပေးအောင်မြင်တဲ့ကာလဖြစ်ပါတယ်။သံစီစေစာအင်္ဂါနနေစက်ပစ္စည်းကိစ္စစာတုပ်စာရကိစ္စတွေအဆင်ပြေမှာဖြစ်ပါတယ်။မိတ်ဆွေပေါင်းနဲ့ကိုကြီးမဆောက်ပေါ်မယ်။ပွဲစားကိစ္စတွေကြိုးပေးမယ်။မြေကိစ္စပွဲစားကိစ္စ ဆရာကောင်းသမားကောင်းကိုညီမဆောက်ကိုပေါ်မယ်ဒီမူချာနဲ့ပတ်သက်ပြီးကိုညီမဆောက်ပေါ်မယ်နိုင်ငံခြားလူမျိုးချာနဲ့ပတ်သက်တဲ့ကိစ္စရတယ်လေကိုညီမဆောက်ကိုပေါ်မယ်အထက်အထက်လေးလုံကနေကောင်းပါတယ်ဝေကန်နီယာ၃လေးဝင်လေးဆိုတော့ကိန်းဖြစ်ပါဖြစ်ပါတယ်ဝေကန်နေလဲကောင်းမှာဖြစ်ပါတယ်ကားလုပ်ငန်းကြောက်လုပ်ငန်းကွန်ပျူတာလုပ်ငန်းတွေလဲချိုးပြီးအောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်အိမ်မှာအလူအတန်းကင်းတွေလဲကြိုးနိုင်ပါတယ်ငွေရလဲအစုလိုက်ပုံလဲဝင်ငွေဝင်လာမဲ့အနေအထားမျိုးတွေလဲဖြစ်ပေါ်လာမှာဖြစ်ပါတယ် အောင်းလဲငရတာသမီးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုလေးလေးနော်ကျောင်းတက်ပါတယ်နောက်တစ်ခုကလူမှုရေးအတိုက်ခအနောက်ဆက်ကလေးအနေငယ်ကျောင်းမှာဖြစ်ပါတယ်ခီးသွားတဲ့ကိစ္စတွေမှာအဝေးဝဲသွားသွားအနီးဝဲသွားသွားခီးကန်နဲ့ပတ်သက်ပြီးတော့ခီးသွားတဲ့ဂိမ်းမှာလည်းအဆင်ပြေမှုရရှိမှာဖြစ်ပါတယ်ခီးသွားတဲ့နေရာမှာလည်းကောင်းပါတယ်လူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေလည်းတရင်ကောင်းနေကြရနိုင်ပါတယ်အိမ်အောင်ကြီးတွေလည်းကောင်းပါတယ်အိမ်အောင်ကြီးနဲ့ပတ်သက်ပြီးတော့လည်းစိုးစိုးပြေပြေသားသားရဖြစ်မှာဖြစ်ပါတယ် ဘယ်နာသာပြီးနေပတ်သက်ပြီးတော့ကျမကြီးတွေဘာမှလုပ်ဆရာမလို့ကျမကြီးကောင်းတယ်မိခင်လည်းကျမကြီးကောင်းပါတယ်ဖခင်လည်းကျမကြီးကောင်းပါတယ်ယရိယာအနေနဲ့ဘာကြီးဆောင်းထားမယ်ဆိုလို့ရှင်နေ့စီပန်းခုနှစ်ပွင့်ဖျောက်သူပါလိုအပ်သတော့ပါအရောက်အားဖြင့်အဖြူရောအနဲ့ရောကျိုးပေးပါတယ်ကဏ္ဍအားဖြင့်ခုနှစ်ကနှစ်ကကျိုးပေးပါတယ်တနင်္လာနေ့တို့တနင်္လာနေ့တို့ကတနင်္လာသာသမီများတွေနေကောင်းနေမြတ်ဖြစ်ကြပါတယ်တနင်္လာသာသမီများအားလုံးစိတ်ချနာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာ အင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါ။ကုမုဒရာအောင်ပေတဲ့ဟောစရကဏ္ဍကနေပြီးတော့29ရက်စက်တရာ2025မှာ3ရက်စက်တရာ2025တပတ်တွင်ဟောပြောပေးတတ်မှာဖြစ်ပါလေ။အင်္ဂါသားသမီးတွေကလုပ်ငန်း2မြို့နဲ့စားလုပ်ကြရတတ်ပါလေ။လုပ်ငန်းကိန်းကနေမှလည်းကောင်းပါလေ။ဒီကဲကူညီမဆောင်မှုပေါ်ပေါက်နိုင်တဲ့အေဂျင့်လုပ်ငန်း၊အွန်လိုင်းလုပ်ငန်း၊အိုးလုပ်ငန်း၊အောက်လုပ်ငန်းတွေလည်းအကျိုးပေးအောင်မြင်မဲ့ကာလဖြစ်ပါလေ။ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းသုံးလဝင်နေဆိုတဲ့ကိန်းဖြစ်ပါလေ။ငွေကန်တွေလည်းကောင်းလာမှာဖြစ်ပါလေ။ကားလုပ်ငန်း၊ကျောက်လုပ်ငန်း၊ကွန်ပျူတာလုပ်ငန်းတွေလည်းအကျိုးပေးကာလဖြစ်ပါလေ။ စာရဆက်တက်ပတ်သက်ပြီးရောစစ်ဆက်ပြဆောင်မှုကိစ္စလေးတွေဖြစ်တယ်စက်ပစ္စည်းနဲ့ပတ်သက်ပြီးရောလည်းစစ်ဆက်ပြဆောင်မှုကိစ္စညွှန်းရတဲ့အစာမစီမားလေးတွေညွှန်းနေပါတယ်အင်္ဂါနာနေဖြစ်တဲ့စံစီစေးစားစက်ပစ္စည်းအထင်ကုန်တွေကျုံနိုင်ပါတယ်လူမွေးကင်းတွေကောင်းပါတယ်လူမွေးကင်းတွေကောင်းပါတယ်ထွက်ခွာသွားနေတဲ့တာသမီနော်အပြင်ရောက်နေတဲ့တာသမီတွေကိုရှုပ်ပြန်လဲရောက်ရရှိလာနိုင်ပါတယ်တာသမီတာသမီနဲ့ပတ်သက်ပြီးရောဝန်တာစရာသတင်းစကားတွေလည်းကြားမှာဖြစ်ပါတယ် မိစေပါနဲ့ကိုညီမသားဘောမယ်မိသားစုအချင်းမှလည်းအောင်မြင်မှုရရှိမယ်မြေလုံငန်းတွေလည်းအဆင်ပြေမယ်မိတူလုံငန်းတွေလည်းအဆင်ပြေမယ်ပွဲစားလုံငန်းတွေအကျိုးပေးအောင်မြင်တဲ့ကာလဖြစ်တယ်ခရီးကောင်းနေတယ်တွားနိုင်ပါတယ်ကောင်းတဲ့ခီးတွေပဲတွားရတယ်မှာရုပ်ရက်ကေးဝေးလည်းတွားရတဲ့အနေအထားမျိုးဖြစ်ပါတယ်တွားလို့ရှင်လည်းကောင်းပါတယ်အခွင့်အထူးခွင့်ကံတွေလည်းရရှိတတ်ပါတယ်ဒီမျိုးကြနိုင်ငံရချမ်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေလည်းအချို့ပြီးအောင်မြင်မှာဖြစ်ပါတယ်အထက်အထက်လက်တွေလုပ်ငန်းတွေလည်းကောင်းပါတယ် လူငယ်နဲ့ပတ်သက်တဲ့အခြေအနေကိစ္စရတွေမှာလည်းကိုယ့်ရှုပြန်လဲပြီးတော့ဆက်သက်လာမှုကိန်းတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။နော်။အဲ့တော့အခြေအကံတွေလည်းကောင်းပါတယ်။အိမ်တော်ကြီးလည်းကောင်းပါတယ်။အင်္ဂါသားသမီးတွေနဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့စိတ်လီရဲ့အနေအထားမျိုးတွေနဲ့ငယ်ကြုံမယ်။မိခင်နဲ့ကျမကြီးကောင်းပါတယ်။ဖခင်နဲ့ကျမကြီးကောင်းပါတယ်။ရေရရာအနေနဲ့ဘာတွေဆောင်ရထားမယ်ဆိုလို့ရှိရင်အဖြူရောင်ပန်း၅ပွင့်ဖရောက်လှူပါလှူပါမှာဖြစ်ပါတယ်။အဖြူရောင်ပန်း၅ပွင့်ဖရောက်လှူပါလှူပါဆိုတော့မှအကြောင်းအားဖြင့် အဝါရောင်အနက်ရောင်အကျိုးပေးပါတယ်ခဏအဖြစ်9ခွန်ကျိုးပေးပါတယ်တတပရိနေတို့စနေတို့ကအင်္ဂါသတိမြတ်တွေနေကောင်းနေမြတ်ဖြစ်ကြပါတယ်အင်္ဂါသတိမြတ်အာလုံးစိတ်ချနာခြင်းကိုကြမှာခြင်းများပြည့်စုံကြပါစေခင်ဗျာဘုဒ္ဓဟူရာဟုသတိမြတ်အာလုံးမင်္ဂလာပါဘုမဒရာအဘိဓဟောစရကဏ္ဍကရမြတ်29ရက်စေတရာ2025မှာ3ရက်စေတရာ2025တပတ်တွင်ဟောပြောပေးတော့မှာဖြစ်ပါတယ်ဘုဒ္ဓဟူရာဟုသတိမြတ်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့လုံမမအဆင်မပြေတဲ့အနေအထားတွေဖြစ်တတ်တယ် လုပ်ငန်းနားလဲရတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်လုံးရှင်တဲ့အဆင်မပြေတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကလုပ်ငန်းကြီးနေတဲ့တူးချဲ့တဲ့ကိစ္စတွေမှာတော့အဆင်မပြေမှုတွေညတ်တတ်ပါတယ်အသားစီးတွေကျွမ်းနိုင်ပါတယ်အေဂျင့်လုပ်ငန်းအွန်လိုင်းလုပ်ငန်းအုပ်လုပ်ငန်းအိုးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အထင်ကောက်တွေဖြစ်ပြီးမှအောင်မြင်မှာဖြစ်ပါတယ်လူမွေးကင်းနေကောင်းတဲ့အောက်လက်ငယ်တာတာသမီအချိုးတွေပြီးမှဖြစ်ပါတယ်တရားဝေးကိုရောက်နေတဲ့တာသမီတွေနောက်အပြေကိုထွက်ခွာနေတဲ့တာသမီတွေ လည်းတကြီးကိုရောက်နေတဲ့တာသမီတွေကိုရှိုးပြန်လဲပြီးတော့ရောက်လာနိုင်ပါတယ်။နိုင်ငံခြားလူမျိုးခြားကိစ္စရာတွေကောင်းတယ်အထည်ထိတ်လုပ်ငန်းတွေကောင်းပါတယ်။သာဝဆရာဆက်ပစီနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေကျောတတ်ပါတယ်။သာဝဆရာဆက်ပစီနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်နောက်ရက်ဖြစ်ဖွယ်ရာလေးတွေရှိတတ်ပါတယ်။အင်္ဂါနာနေနဲ့ပတ်သက်ပြီးတော့စာစီစီစာဆက်ပစီကိစ္စတွေဒီအထင်ကောက်ဖြစ်မှာအောင်မြင်မှာဖြစ်ပါတယ်။ ခရီးတွေကသွားခီးသွားတဲ့ကိစ္စတွေမှာလည်းမတင်မကြအနေနဲ့ဖြစ်တယ်။နော်စတော့ကနဲ့ရှင်ရှင်ပြီးတော့သွားတဲ့ခီးမျိုးတွေကျွမ်းနိုင်ပါတယ်။ငွေကန်တွေကလည်းငွေထွက်တွေများတတ်ပါတယ်နော်။ကြားမလို့လို့ဆိုတဲ့ငွေကလည်းမရဘဲနဲ့တလို့တလားဖြစ်နေတတ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့အညာခက်ခဲတွေလည်းကျုံနေပါလေ။ကားလုံးကကြောက်လုံးကလေးတွေအမျက်စိလေးတွေကျော်ရတဲ့ဒီကဲအနေထားမျိုးတွေလည်းအညာခက်ခဲတွေကျွမ်းနေပါလေ။မိတ်ဆွေပါနဲ့ကိုကြီးမဆောက်ပေါ့မယ်။ဆက်ကန်သမားကကိုကြီးမဆောက်မှုပေါ့ပါမယ်။ ပွဲစားလုပ်ငန်းတွေကျိုးပြီးမယ်မြေကိစ္စတွေလည်းတင်းတင်းလျောက်ပတ်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်ဖြစ်ပါတယ်လူငယ်နဲ့ပတ်သက်တဲ့အခြေအနေလမ်းခွဲရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်တယ်အိမ်တော်ကြီးမှာတော့တစ်ချက်ချက်ဖြစ်တဲ့အနေအထားမျိုးတွေကျောင်းနေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာရေးအနေနဲ့ကျမ်းမာရေးကောင်းပါတယ်မိခင်ကျမ်းမာရေးအကျောင်းနဲ့ပတ်သက်တာကျမ်းမာရေးညတ်တတ်တယ်ခြေတော်ဥပပိတတ်တယ်ဖခင်လီတို့လျောက်ဖြစ်တတ်ပါတယ်ခြေရာအနေနဲ့ပါပြီးဆောင်ရထားမယ်ဆိုလို့ရှင်နှင်းစီဘက်ခုနှစ်ဘွယ်ဖျောက်လူကလူကဆူတောင်းပါ အကြောင်းအပြင်အဝါရောင်အဖြူရောင်အနှက်ရောင်ကျိုးပေးပါတယ်ခဏအပြင်ငါးတုံညအကျိုးပေးပါတယ်တာတာပရိနေ့တို့စနေနေ့တို့ကဘုရားဥဒသမီးရောက်တမ်းများတွေနေကောင်းနေနေကြပါတယ်ဘုရားဥဒသမီးရောက်တမ်းအားလုံးသိချင်တဲ့ကိုကြမှာကျွန်တော်ပြန်ဆောင်ကြပါတယ်ခင်ဗျာ